လက်ပံပြသူဒေါ်လန်ကလကများအားလုံးပဲမင်္ဂလာပါခင်ဗျဒေါ်လန်ရှူဂျူး channel လေးဖြစ်တဲ့ကလကယူနီဘာရှူဂျူး channel ကနေပြီးတော့ဂျပန်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ကျွန်တော်ကလကရုပ်ကိုပြန်လဲပြီးတော့မျှဝေပြမာလေးကဆရာကြီးတော်ရေးသားထားတဲ့မိတ္တာဟတရဟာတာတချံဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်အပိုင်းဆက်ရှိ topic 80 လေးပဲဖြစ်ပါတယ်အဒီထဲမှာဆရာကဘွားအောင်မြေအတွက်လေကားလေကတိနံပါတ်16လေးကိုဘလို့ပုံပေါ်ထားလဲဆိုတာလေးတော့လိုက်ပါနားဆင်ပေးပါအောင်ခင်ဗျာနောက်ခံ background music လေးကတော့အဲကိုရွှေအိုအောနဲ့တချီချီမီတဲ့ကိုမိုးပစင်းတို့ပဲပေါ့ဗျာ ကဲပြောလို့မှမစုံတယ်ဘုမဲ့အတန်နေပြန်ပြီလာပြန်ပြီဟဲ့စင်းနေပြန်ပါးလေးတွေအကျော်လျှော်ထားပါဗျ topic 18ဂူညီတင်းမဂူညီပါလူတူအောင်မြင်ဒိုးတရေအတွက်အချက်တစ်ချက်ရှိပါသည် ထိုအချက်မှာ ကိုယ်စွမ်းကိုစားနဲ့တုံ့ပြန်နိုင်မှု ဖြစ်ပါသည် လောကမှာလူရဲလို့ဖြစ်လာလို့ရှင်ပြဿနာကြီးငယ်နဲ့ နေစဉ်တွေးကြုံရတာဓမ္မရာပင်ဖြစ်ပါသည်လူဟုသောတတ္တဝါကို ပြည့်တနာဟုသောဆက်ဝိုင်းကြီးကအမြဲတမ်းဝိုင်းပတ်ထားပါသည်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ထံကိုရေးကြည့်တော့ပြန်နေရလာပါသည်ဟာငါ့မှာပြည့်တနာတွေပက်လေဝိုင်းနေလို့ငါ့ကိုကူညီပါကွာငါ့ကိုဖြစ်နိုင်ပစ္စံလျှောက်တောင်းကွင်းမှမဟုတ်ချက်တောင်းဝဲဒါမှမဟုတ်3000လောက်ဒါမှမဟုတ်1000ကျွဲဒါမှမဟုတ်6000ဒါမှမဟုတ် ငွေ၄ငါးချောလာပေးစမ်းပါဗျာအ ਨੇ ဆုံးနှုံးကိုကျွန်တော်ကူညီလိုက်သည်အမှန်တော့သူကိစ္စတစ်ခုလုပ်မီကိုအထက်တွင် ရေးသားခဲ့တော့နှုံးမတစ်ခုခုနဲ့ဖြည့်ရှင်းမီလို့တော့လုံးပြီးတော့ပြည်ထနာတမအရက်ကူပါလူပိုင်းပါနဲ့လွန်းလွန်းရရအကူညီတောင်းခဲ့ခြင်းပဲဖြစ်သည် အမှန်တော့ကိုလိုမီကိစ္စတစ်ခုအတွက် ကောင်းကျိုးဆိုးကျိုးကိုအစားကတည်းကကြိုတင်တွက်ဆထားမှဖြစ်ပါသည် ကိုမတက်နိုင်တော့ပြဒနာများကိုမကျူးလွန်တာအကောင်းဆုံးပဲဖြစ်ပါသည်။အမြဲတမ်းကူညီပေးရခြင်းသည်လေထိုသူ၏အစွမ်းအစအညွန့်အညောင်းတို့ကိုချိုးပဲ့နေသည်နှင့်တူပါသည်။ထို့ကြောင့်ကူညီခြင်းမှကူညီခြင်းသည်လေလောကကိုတပတ်တလန်မှကဲတင်ရာရောက်ပါသည်။ဒါရကတခုပြပါဦးမည်။ကဲစက်တိုက်လေးဆိုပါဠိတွေကြောလျှော်တာပါဗျာ။ဘလို့တာတကာလေးလောင်းမလဲပေါ့။ တရားသူကြီးရရောက်ခမအသက်ခံရမှုအတွက်အဓိကမျက်မြင်သက်သေဖြစ်သော သမတ်အားမေးမြန်းနေလေသည်ခမရရောက်ခမအဖွားကြီးကိုဒီလူသက်သမားခမရပေးနာမှာလဲပင်းညှင့်နေတာကိုခမရဘာလို့အကူအညီမပေးတာလဲအော်ပထမတော့ကျွန်တော်လဲကူညီအောင်မလို့ပါပဲလူသက်သမားသူကိစ္စကိုကျွမ်းကျင်ပိုင်နိုင်စွာနဲ့တတရရရလုံနိုင်တာသူ့လို့မကူညီတာပါ အဲ့ဒီတော့ဟိုလူတက်တမလည်းသူ့အစွမ်းစာကို ဖော်ထုတ်ခွင့်ရသွားပြီမဟုတ်လားဘာကြောင့်နှစ်ဦးနှစ်ဖက် အကျိုးရှိသွားတယ်လေအဖြေကတော့ရှင်းရှင်းလေးပင်ဖြစ်ပါသည်ကဲမလိုက်ပါဘူးဗျာလေကားနံပါတ်16လေးအဖြေကတော့ရှင်းရှင်းလေးပင် ဖြစ်ပါသည်ဂူညီတင်းမှဂူညီ၍ပင် ဲ့တမဟာသူယောဂမောတော်တော်လေးမြန်မိုးချိုးနေပုံရတယ်ဟုတ်ကဲ့ဒါလေးကတော့လေကနံပါတ်18အပိုင်း18လေးဖြစ်တဲ့ကုညီတင်မကုညီပါပဲဖြစ်ပါတယ်ခင်ဗျချိန်ပေးပြီးတော့ లై ပါနားစင်클릭ပေးကြရတဲ့ဒေါ်လန်ကလစ်ကဒုတိယချက်စီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျကလစ်ပံပြိုးသူဒေါ်လန်ကလစ်ကများအားလုံးပဲတဘာဝတရားကြီးရဲ့ဘေးအန္တရာယ်ဆိုးတွေ အာနာယုဖက်စစ်မိစ္ဆာကောင်နဲ့အပေါင်းပါတတရဲ့ဝေဟင်အနေနဲ့နေပြီးတော့လွတ်ကင်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ။အော်နောက်ထပ်ထက်ဆင့်လေးပြောချင်တာလေးက clicker တို့လည်းလေအော်တချို့ clicker တွေဒီမှာတော့ရှင်းရှင်းမှာပါတချို့တချို့လည်းရှင်းလာမှာမဟုတ်သေးဘူးဗျ။ဘာလဲဆိုတော့အော်တခြားမဟုတ်ပါဘူး။အဲ့ဒီအာနာယုနဲ့မိစ္ဆာကောင်နေ တရင်နေအချက်လက်တရင်ချက်လက်တွေကိုအမြဲတမ်းသင်ပေးနေတဲ့အစစမ်းမပြတ် update လုပ်ပေးနေတဲ့ page လေးရှိပါတယ် page လေးရောအော် Telegram မှာရော Telegram channel အနေနဲ့ရောပါရှိပါတယ်အားလေးကတော့ wehin ဆိုရပြီးတော့ page လေးပဲဖြစ်ပါတယ်အဲ့ဒီ page ကနေပြီးတော့ရန်သူတွေရဲ့လင်းရင်နေဘဲချိန်ပဲနားမှာတက်သွားပြီပဲနားမှာပိုင်နားမှာဝဲနေတယ်ဆိုရပြီးတော့ဘယ်လိုမျိုးတရင် channel လေးတင်ပေးထားပါတယ်ဗျသူတို့ကလေအခုက အဖက်ဘက်ကစစ်ရှုံးနေတော့အဓိကလေချောင်းကိုပဲဦးစားပေးပြီးတော့ပြည်သူတွေကိုတတ်နေရပေါ့ဗျာအာရှင်းရှင်းပြောရရင်တော့အဲတတ်နေရပါပဲတော်လန်ကြီးတပ်ဖွဲ့စစ်ဘက်စစ်ဘက်ကိုအားပေးတာအားတာတာမဟုတ်ဘဲနဲ့ဗျာဒီရက်ဖက်ဘာမှမသိတဲ့အရက်သားတွေတွေမျိုးပဲအဓိကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာကြောင့်မလို့အဲဝေဟင်အနေနဲ့အထူးတတိထားပါလို့ကျွန်တော်သတ်စစ် မှာကြလို့ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့လိုအပ်ချက်ဖြစ်တဲ့နောက်ခံ background အတန်းစူးစူးညံ့ညံ့လေးနဲ့တင်မယ်ရောပြီးတော့အာတီခံပြီးတော့နားဆင်ပေးလို့လဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ essay ပါ essay ဆိုရင် clever emoji လေးနဲ့တွဲပြီးတော့တီထားမှတ်ထားပေးပါခင်ဗျာဟုတ်ကဲ့ဒေါ်လန်နေစေနေရမြပါခင်ဗျာငုံမခံနဲ့တုံပြန်အန်တုတွန်းလန်ဖက်စစ်တန်း ဟုတ်ကဲ့ရေးတော်ဘုံကအောင်ကိုအောင်နေပါပြီခမျက်